ဒီချိန်မှကျတော့တချို့လူတွေကျတော့လေအဲရတရခြေဖို့တွေပါဒီမလွယ်တဲ့အခါကျတော့ဒီသက်ဆောင်မှန်တယ်သက်တော်မြဲမှန်တယ်ဘာရွှေရမလဲလို့မေးတယ်အဲ့တော့ကျွန်တော်ကအကြံပေးမယ်ပေါ့နော်ကျွန်တော်တို့ဘကိုးမြို့လေးမျက်နှာဖရားကြီးကျိုက်ပွန်ဖရားလို့လည်းခေါ်တယ်အဲ့ဒီဖရားဟောတကြားခနိစမတစိတ်ပေါ့ရင်တော့ဟန်တာဝရီခစ်ပေါ့နော်ဟန်တာဝရီခစ်ရဲ့ ဒီကဲပေါ်မြတ်စွာဘုရားကြီးမှာတရားခဏိစမတ်တစိဆိုတာရှိတယ်အဲ့ဒီတရားခဏိစမတ်တစိအခရာလေးလုံးကိုပဲမန္တန်တပုတ်ဖြစ်ရွတ်တာမန္တန်ကအဟံဘန်းလေးတဲ့လေးလုံး ਨੇ အဟံဘန်းလေးဆိုတာကျွန်ုပ်ဤအရှင်ဘုရားလို့အတိပ္ပယ်ရတယ်နော်ကျွန်တော်မျိုးဤအရှင်ဘုရားကျွန်တော်မျိုးမဤအရှင်ဘုရားလို့အတိပ္ပယ်ရတယ်အဲ့ဒါဟိုမှာပုတ်တွေထက်ခွဲဦးမယ်ဆိုရင်တော့တခြားအတိပ္ပယ်တွေလည်းထွက်လာအောင်ပါပေါ့နော်ဒါပေမဲ့ဒီလောက်အတိပ္ပယ်သိရရင်လည်းရပါပြီ။ တတ်တော်မြဲတတ်တော်ဆောင်ဂါထာလို့ခေါ်ပါတယ်အဲ့ဒီဥစ္စာကိုအမြဲတမ်းပွားများပါเนาะတခြားသောပေါ့เนาะဘဝပြက်ကင်းကြုံတာတေကင်းကြုံတာမရဏကင်းကြုံတာကတ်ဆိုင်တဲ့အခါမျိုးမှာရွတ်ဖက်ပွားများရမယ်မန္တန်ဒီကိုဘဝကိုကိုပြန်ပြီးတော့တည်ဆောက်နိုင်ဖို့အတွက်ရွတ်ပွားမယ်ခါထာတွေလောကီပညာအကူအညီတွေကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ပေးသွားပါမယ်เนาะဒီတော့လောမှာတော့တတ်တော်ဆောင်တတ်တော်မြဲခါထာဖြစ်တဲ့အဟံဘန်းဒီဆိုတာကို ွားများနိုင်ပါတယ်เนาะဒါဟန်တာဝီရွှေခက်တစ်ခက်လုံးမှာဒီတိုက်ပွန်ဖျားအမတန်အရေးကြီးခဲ့တဲ့ဖျားတစ်စုံတည်းမှာပါပါတယ်လေးမျက်နာဖျားလို့လည်းပွဲနာမယ်ခေါ်ဆိုရတယ်เนาะအဲ့တော့ကျွန်တော်ကဒီနေ့ပကိုးကိုသွားရင်းနဲ့အမှတ်တရအဖြစ်ဒီမန္တန်ကိုတင်ပေးတာဖြစ်ပါတယ်နေ့ရက်ရွှေစုပွားများနိုင်ကြပါစေ၃ရက်အတွင်းမှာသူကထူးထူးကဲကဲအာနိသင်အစွမ်းပြပါတယ်เนาะ တခြားကျန်းကန်တွေမှာလည်းကျွန်တော်ပြောတာတွေဟုတ်မဟုတ်ကိုဖတ်ရှုလေ့လာကြည့်ပါเนาะအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေနိုင်ကြပါစေ။